မင်္ဂလာပါရှင်2025ခုနှစ်တတိယသုံးလအတွင်းအခွန်ငွေကျပ်တင်ပေါင်း2900ကျော်နဲ့ဘတ်တန်150ကျော်ရရှိတဲ့တင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်2025ခုနှစ်တတိယသုံးလအတွင်းအခွန်ငွေကျပ်တင်ပေါင်း2900ကျော်နဲ့ဘတ်တန်150ကျော်ရရှိခဲ့တယ်လို့ခရနီပြည်ကြားကလာအုပ်ချုပ်ရေးကောင်စီ INC က2025ခုနှစ်တတိယသုံးလပတ်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာမှာဖော်ပြထားပါတယ် ပြီးခဲ့တဲ့2025ခုနှစ်ဇူလိုင်လဩဂုတ်လနေ့စက်တင်ဘာလတုန်းမှာအခွန်ငွေကျပ်တင်ပေါင်း2900ကျော်နဲ့ပန်းငွေတန်150ကျော်တို့ကိုရရှိထားတယ်လို့ IEC ကဆိုပါတယ်အဆိုပါရရှိထားတဲ့အခွန်ငွေတွေကို IEC ပြည်ထရေးဌာနခရနီပြည်ရေးဌာနဖွဲ့အတွဲ22ဒသမ5ရခိုင်နှုန်းကျန်းမာရေးဌာနအတွဲ6ဒသမ2ရခိုင်နှုန်းပညာရေးဌာနအတွဲ3ဒသမ3ရခိုင်နှုန်း ပြည်တွအုပ်ချုပ်ရေးဌာနခွဲအတွက်နှစ်တက်မ6ရခိုင်နှုန်းတရားရေးဌာနအတွက်ခုံတက်မ2ရခိုင်နှုန်းကာကွယ်ရေးဌာနအတွက်3တက်မ3ရခိုင်နှုန်းအပါအဝင်ဌာနဆိုင်ရာအတီတီတွေသုံးဆွဲထားတယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီတုံးလာတောင်အတွင်ခရနီပြည်ရဲဌာနခွဲ KSP ကမူရင်းစေဝအမှုဆဲမှု မတည်မှုတစ်ခုလူတက်မှုတစ်ခုခိုးမှုနှစ်ခုအစမ်းဖက်စစ်တပ်နဲ့ပတ်သက်တဲ့အမှုတစ်ခု အခြားအမှု17မှုစုစုပေါင်း26မှုကို လိုက်ပါဆောင်ရွက်ခဲ့တယ်လို့ဆိုထားပါတယ်။ဒါအပြင်ဌာနဆိုင်ရာအတီးတီးရဲ့လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးအသေးစိတ်ကိုလည်းဖော်ပြထားပါတယ်ရှင်။